thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မြည်သည့်စစ်ပွဲမျိုးမစိုးတိုက်ခိုက်ရန်အစဉ်အသင်းလိုတင်ယုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်ကဖန်တနိုင်းမှုရေးစိတ်ပြဒနာကိုဖြေရှင်းလိုပါကနှစ်နိုင်ငံတန်းတူသဘောထားနဲ့တရုတ်နိုင်ငံနဲ့တိုင်ပင်ရမှာဖြစ်တော်လဲအမေရိကန်နိုင်ငံအနေနဲ့စစ်ကိုယ်သားစိတ်ဝင်စားတယ်ဆိုကအခွန်စည်းချက်မှုစစ်တီဖြစ်စေ၊ကုံတွယ်မှုစစ်တီဖြစ်စေ၊အခြားမြည်သည့်စစ်ဖြစ်စေနောက်ဆုံးထိတိုက်ခိုက်ဖို့အစဉ်အသင်းပြင်ဆင်ထားကြောင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရသူကပြောပါတယ်။ မနေ့ကတရုတ်နိုင်ငံသားဌာနမှပုံမှန်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအမေရိကန်ရဲ့တရုတ်ပြည်စီများပေါ်အခွန်ဆရာကိုင်းတို့တုံ့ပြန်ကောက်ခံခြင်းနဲ့ပတ်သက်ပြီးဘယ်လိုတုံ့ပြန်မလဲလို့မေးမြန်းတဲ့အခါမှာတော့အဲ့လိုတရုတ်ပြောရေးဆိုခွင့်ရှိသူရဲ့ပြောဆိုချက်မှာအမေရိကန်နိုင်ငံရှိတရုတ်နိုင်ငံတန်ယုံရဲ့စာမျက်နှာမှာလည်းဒီကနေ့မနက်မှာကောက်နှုတ်တင်ပြထားခဲ့ပါတယ်။ ဖန်တနိုင်းပြည်ထနာကတရုတ်သွင်းကုမ္ပဏီပေါ်အမေရိကန်ရဲ့အခွန်တိုးကဖို့အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့အခွင့်အရေးများနဲ့အကျိုးစီးပွားများကိုကာကွယ်ဖို့တံပြန်ဆောင်ရွက်မှုတွေလည်းအပြည့်အဝတင်ရဝင်ကြောင်း၎င်းကဆိုပါတယ်အမေရိကန်အတွင်းရှိဖန်တနိုင်းပြည်ထနာအတွက်အမေရိကန်မှသာတာဝန်ရှိပြီးတရုတ်ကပြည်သူတွေပေါ်လူသားချင်းစာနာစိတ်နဲ့မျိုးရည်ပြည်ထနာကိုကင်တွယ်ဖြည့်ရှင်းရမှာကူညီခဲ့ခြင်းဖြစ်ကြောင်းမိမိတို့ရဲ့ဂျိုးပန်းအားထုတ်မှုတွေကိုအတိမတ်ပြုမဲ့အစားအမေရိကန်ကတရုတ်နိုင်ငံကိုအပြည့်တင်ဖို့ဂျိုးပန်းခဲ့ပြီးအခွန်စည်းကြမ်းမှုတုံ့ပြန်ခြင်းဖြင့်ဖိအားပေးဖို့ နယ်တန်ခတ်ရန်ကြိုးပမ်းနေကြောင်း၎င်းကဆိုပါတယ်။၎င်းကချင်းချောက်တာကိုမချောက်ဘူးလို့ထပ်ပြောပြရစီအနိုင်ကျင့်တာကျွန်တော်တို့အတွက်အလုံးမဖြစ်ပါဘူး။ဖိအားပေးတာအကြက်ကင်တာဒါမှမဟုတ်ချင်းချောက်တာတွေတရုတ်နိုင်ငံနဲ့ဆက်ဆံရမှာမှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ပြောပါတယ်။လွမ်းမိုးချုပ်ကန်နေခြင်းအာရတံပြီးတွေးဆောင်ဆွေးနွေးနေပူပေါင်းဆောင်ရွက်မှုလမ်းကြောင်းမှန်ကိုပြန်သွားဖို့အမေရိကန်ကိုတိုက်တွန်းကြောင်း၎င်းကပြောပါရယ် ဆလဘီအင်းနဲ့ PDF တွေရဲ့ထိုးစစ်ကိုစိုးရိမ်လို့ပြည်မျိုးရှင်ရဲ့ scanning scan နဲ့စတက်အတိုင်း scan တွေကိုပန်ကာများဝတ်ချုံနေမြဲလုံခြုံရေးတိုးမြင့်ကမျိုးဆောင်တပ်ဖြစ်ပြူစောတီများကိုလက်နက်တပ်စင်မဲ့ကြောင့်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်မျိုးနယ်မှာ AE နဲ့ PDF များကိုထိုးစစ်ဆင်လာနိုင်တယ်လို့ဆိုပြီး share scan များ scan scan များနဲ့စတက်အတိုင်း scan များကိုပန်ကာများဝတ်ချုံများ concrete ပန်ကာတွေနဲ့လုံခြုံရေးတိုးမြင့်လျက်ရှိကြောင်းတပ်သတင်းအရှင်မြင့်နဲ့ဒေသသတင်းအရှင်မြင့်တွေကပြောပါရယ်။ အခုမလပိုင်းကစတင်ပြီးပဲခူးတိုင်းပြည်မြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တပ်ဆွဲထားတဲ့နေရာများခရိုင်ထွေအုံယုံနဲ့အမတ်တရဲစခန်းတို့မှာဗန်ကားများဝတ်ချုပ်များနဲ့ခန်းဆက်ပြင်ဆင်နေကြောင်းစစ်တပ်နဲ့ရဲများကရဲစခန်း၊ကင်းစခန်း၊ထိုင်းစခန်းများပါဝင်တပ်ဆွဲထားတဲ့နေရာတွေအားလုံးမှာဗန်ကားများဝတ်ချုပ်များတပ်ဆင်ခြင်း၊ခန်းဆက်များများတူခြင်း၊ပုံကူခြင်းများတူချဲ့ခြင်းအစရှိတဲ့ခန်းဆက်ပြင်ဆင်နေကြောင်းဒါအပြင်ပြူစော်တီတင်နှင်းစင်မိသားစုတွေကိုခင်မီလက်နက်များတပ်ဆင်ပေးမယ်လို့အသိပေးလာကြောင်းသိရပါတယ်။ ဒါအပြင်စစ်တပ်ကပြည်မျိုးအဝင်ထွက်နေရာတွေကိုတင်းကျပ်စွာစစ်ဆေးမှုတွေလှုပ်ဆောင်လာနေပြီးညပိုင်းအချိန်မျိုးပေါ်ရက်ွက်တွေကိုအဲစင်းစစ်ဆေးခြင်းများတိုးမြှင့်လှုပ်ဆောင်လာကြောင်းကင်းလင့်စစ်ကြောင်ကိုရခင်တပ်ပုံမှုတိုးချဲ့ပြီးစစ်ကောင်စီတပ်သားတွေကိုပုံစံမျိုးမျိုးစုံနဲ့မျိုးအနှံ့မှာနေရာချထားကြောင်းပြည်မျိုးမှာစစ်တပ်လီလီများပြန်တန်းလိချင်မှုတွေလည်းစစ်တိုက်ပြုလုပ်နေကြောင်းသိရပါဗျ။ ရီမြို့နယ်တွင်ခုရက်ပိုင်းမှာမြို့အဝင်ထွက်နေရတွေကိုအစစ်အစစ်တင်းကြပ်မှုတွေလှုပ်ဆောင်နေတယ်။ခရိုင်ထွေအုပ်ယုံနဲ့အမှတ်တရစကန်ဒီမှာဘန်ကာဝတ်စုံတွေပြုလုပ်ထားပြီးခန့်စစ်ပြင်ဆင်နေတယ်။ညပိုင်းမှာလည်းအစင်းစစ်တာတွေစက်တက်လီလီပြန်တန်းတာတွေစတိုင်လုပ်နေတယ်။စစ်ခွေးတွေကြောင်လန့်နေတာမြို့ပေါ်မှာလည်းကင်းတွေတောက်လျှောက်လှည့်နေပါတယ်။စာခါနဲ့ရခါလည်းနေရာနှံ့မှာတွေ့မြင်နေရတယ်လို့ပြည်မြို့အခြေဆိုင်ဒေသအထင်အရှင်မြစ်ကဆိုပါတယ်။ ကြည်ခရိုင်တွင်စစ်ကောင်စီလက်အောက်ခံပြူစောထီတွေကိုလက်ရွေးစဉ်ထတ်စဉ်ရွေးချယ်ကအထူးစစ်တနံပေးနေကြောင်းတနံစင်လာသူများကိုလက်နက်ခဲယံများတပ်ဆင်ပေးဖို့သက်ဆိုင်ရာမျိုးလိုက်မျိုးဆောင်တပ်ဖြစ်ထားရှိဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ကြည်ခရိုင်တွင်မှာပဲရှိတဲ့ပထမပြည်သူစစ်တနံပေးပြီးသားအကောင်တွေကိုထတ်စဉ်စစ်ခွေးတစ္ဆာခံရွေးချယ်ပြီးအထူးစစ်တနံပေးနေရလို့သိရတယ်။တနံစင်လာရင်သူတို့ကိုစစ်သားတွေနီးတူလက်နက်နဲ့ခဲယံတွေအမြဲပေးထားပြီးသက်ဆိုင်ရာနေထိုင်ရာမျိုးလိုက်မျိုးဆောင်ခွင့်များဖြစ်ထားရှိသွားမယ်လို့သိရတယ်လို့3600နှစ်တိုင်ရင်သတင်းပြန်ကြားရတဲ့ ာဝန်ခံရဲဘော်ရက်စတာကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။လောက်ကိုင်းမှာ MNDA ထံကိုလက်နက်ချအညာခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်းဦးကိုစစ်ဌာနချုပ်နေရာအတီးတကြမရှိရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ဌာနချုပ်ရဲ့တိုင်မှုအသည့်ဖြစ်ခန့်အတင်းကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းလောက်ကိုင်းမှာ MND ထံကိုလက်နက်ချအညာခံခဲ့တဲ့ဗိုလ်မှူးချုပ်အင်းမင်းဦးကိုစစ်ဌာနချုပ်နေရာအတီးတကြမရှိရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်မှုအသည့်ဖြစ်ခန့်လိုက်ကြောင်းစစ်တပ်တရင်အရှင်မြစ်ကိုကိုကားပြီး CDN ဗိုလ်ကြီးစင်ရောကပြောပါရယ် 2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေတာကုကဲမှုစစ်ဌာနချုပ်ဒါကစာကိုတင်ပိုင်ခဲ့စဉ် MS4 စစ်စင်ကုကဲမှုဌာနချုပ်မှစစ်စင်ကုကဲရင်မှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးချုပ်အေမင်ဦးမှာဒေတာကုကဲမှုစစ်ဌာနချုပ်လောက်ကင်ဒေတာကုကဲရင်မှုဗိုလ်မှူးချုပ်မိုးကြော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးဖွဲ့ခိတ္တဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်တမ55ဌာနချုပ်မှုဗိုလ်မှူးချုပ်စောမျိုးဝင်း MS4 စစ်စင်ကုကဲမှုဌာနချုပ်စစ်စင်ကုကဲရင်မှုဗိုလ်မှူးချုပ်အောင်စောလင် MS6 စစ်စင်ကုကဲမှုဌာနချုပ်စစ်စင် ကိုကရင်မှုဗိုလ်မှူးချုပ်တော်စင်ဦးလို့နဲ့တူလက်နက်ချအညာခံခဲ့သူဖြစ်ပါတယ်လာရှိုမျိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂုတ်လအတွင်းဆုံးရှုံးခဲ့ပြီးရဲ့နောက်စစ်ကောင်စီကတရံမျိုးကိုအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်မှုအဖြစ်ဗိုလ်ချုပ်ကျော်မြင့်ထွန်းကိုခန့်အပ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ရမခတိုင်မှု ဗိုလ်ချုပ်မြင့်ကျော်ထွန်းကကြားဖြန့်တရငွေလင်ခိုင်များထံမှငွေကြေးသိမ်းထောင်ချီလက်ယူမှုနဲ့စစ်ကောင်စီကရာထူးမှဖမ်းဆီးလိုက်ပြီးတဲ့နောက်ပုံမှုချုပ်အီမင်ဦးကိုရာမခတိုင်မှုတိုင်ရန်တဲ့ဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့ကြောင်းသိရပါတယ် အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကတိုင်မှုများကိုခံထားရမှာစစ်တပ်ကတူစဉ်တေစာကောအလုတ်တင်ဘုဒ္ဓနံကျောင်းစင်များကိုအရေးအတွက်တူညီစွာမျှခံထားပြီးသွေးခွဲမှုတွေနဲ့အချင်းချင်းကြားပြန်လည်ဆောင်ကြည့်စဉ်က၎င်းတို့တစ္ဆာခံစေဖို့လှုံ့ဆော်နေကြစီဒီအမ်ဖိုကြီးစင်ရုံနဲ့တပ်သတင်းရင်းမြစ်တွေကတုံ့သက်ပြောဆိုပါတယ်ဆက်လက်ပြီးမြင်းချံမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုထိခိုက်ဒေဆုံးမှုများပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းကျံမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်သားပြူစောတိများထိခိုက်သေးဆုံးမှုများပြားကြောင်းနဂနီပြောက်ကြားတပ်ဖွဲ့မြင်းကျံမှတာဝန်ရှိသူတအုပ်ကပြောပါရင် မလာတရမနက်ရှင်နိုင်မိနစ်30ကမြင်းချံမျိုးနဲ့လေတိကျရမြောက်ဖက်မှာ PDF တပ်ဖွဲ့ဝင်တွေကဘန်ကားတစ်ခုတိဆောက်ပြီးစစ်မြူခဲ့ရမြင်းချံမျိုးပြူစော်တီကောင်းဆောင်တီတာရှုမွန်ပါအင်အား90ခန်းနဲ့စစ်ကြောင်းတို့ရောက်ရှိလာပြီးအဲ့ဒီဂိတ်ကိုဖျက်ဆီးခဲ့ကြအောင်အဲ့ဒီလိုဂိတ်စခန်းဖျက်ဆီးနေစဉ်နောက်ပိုင်းမှာအလင်းငိုင်ဝင်ရောက်တိုက်ခိုက်ခဲ့ရစစ်သားပြူစော်တီများတိကိုက်တိဆောက်မှုများပြီးစစ်ကူခေါ်ခဲ့ကြောင်းသိရပါတယ် ။မြင်းချံဘက်ကနေလက်တစ်ကပြူရင်းနဲ့ပေါင်းပြီးခြေလင်းစစ်ကြောင်းထိုးလာတာ။လမ်းမှာ PDF ဖွဲ့ရီမဟာမိတ်ဖွဲ့ရီနဲ့ချထားတဲ့ဂိတ်ပေါ်သူတို့ကအဲ့ဒီဂိတ်ကိုလာပြီးတော့ပစ်ဖို့ခြေလင်းစစ်ကြောင်းထိုးလာတာ။အဲ့ဒီဂိတ်ကအယောင်ပြထားလိုက်တာစစ်မြူတဲ့သဘောသူတို့ကအဲ့ဒီဂိတ်ကိုပဲမဲနေတဲ့အချိန်ကကျွန်တော်တို့ကနောက်ကနေနောက်ပိုးဝင်သိတာပေါ့ဒီတိုက်ပွဲကလက်တစ်မြောက်ဖက်နားမှာပေါ့စခရီအထိနာတဲ့ လမ်းပေါ်မှာတင်သွေးအိုင်နေသွေးခွက်တွေကျန်ခဲ့တာသူတို့အထိနာတော့တန်ချက်ကကားနှစ်စီးကိုတက်ကူလှမ်းခေါ်တော့တာပေါ့တန်ချက်ကကားပေါ်ကနေငကြင်းမီနဲ့ပြက်တာအဲ့ဒီမှာငကြင်းမီပြက်တဲ့သူတွေသွားပြီးတော့တန်ချက်ကကားလည်းပြန်ဆုတ်သွားတယ်ထိခိုက်သေးဆုံးမှုကတော့တော်တော်များများဖြစ်တယ်ထိခိုက်သေးဆုံးမှုကတိတိကျကျတော့ပြောလို့မရဘူးတော်တော်များတယ်လို့တော့သိရတယ်နောက်ပိုင်းဖော်ကနေပြန်ကောက်တင်သွားတာကျွန်တော်တို့ဘက်ကအနာအထိကတ်လို့မရလို့ပြန်ဆုတ်ခဲ့ရတာဆိုတော့အတိအကျမသိရတော့လေချောင်းဖြစ်ကွာလေ၅ချိန်၆ချိန်တက်မနေဘုံသီးပြီနဲ့ကျင်းတယ် ရော့ကတ်တီနဲ့လည်းပြစ်တယ်လို့နဂနီပြောက်ကြားတပွင့်မြင်းချမ်းမှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။ အဲဒီနောက်မလနဲ့ရမြင်းချံမျိုးနဲ့လေတိကျေးရွာရှိဖြူစော်တီစကန်ကိုဝင်ရောက်တိုက်ခိုက်ဖို့ကြံကန်နေစဉ်မြင်းချံမျိုးမှထွက်လာတဲ့စစ်ကား၃စီးနဲ့ရုတ်တရက်ဝင်လာတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခင်ရာရှေ့ဆုံးကားပေါ်ပါစစ်သားများပြားထိခိုက်သေးဆုံးပြီးမြင်းချံမျိုးမှခြေလင်းစစ်ကြောင်းနဲ့စစ်ကွင်ရာများပြားရောက်ရှိလာခဲ့ကြောင်းဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။လေတိပြူထိုင်စကန်ကိုဝင်တိုက်မယ်ဆိုပြီးတော့သွားတာအဲ့လိုသွားတဲ့အချိန်မှာမြို့ပေါ်ကနေရုတ်တရက်ကား၃စီးထွက်လာတာကျွန်တော်တို့စောင့်နေတဲ့နေရာနဲ့တည်တည်ဝင်တို့တာတည်တည်ချင်းကား ထမဆုံးကားကတော့ဘာမှကိုပြန်မပြင်နိုင်ဘူးကားပေါ်ကနေပြီးတော့ဆင်းပြေးတဲ့သူတွေကပြေးနေတော်တော်လေးကိုထိနာတယ်အဲ့လိုတိုက်ခိုက်ခံရတော့နောက်ကားတွေလည်းပြန်ဆုတ်ပြေးတာပြီးတော့လေချောင်းကနေပြစ်ကူလာတယ်ဘုံသီးနှလုံးချင်းချတယ်ပြီးတော့ရော့ကက်ပြတဲ့အဲ့ဒီနေရာမြင်းချက်မျိုးနဲ့လည်းကတ်နေတော့ဖြူစခန်းနဲ့လည်းအရန်နီးနေတော့စစ်ကူလာမယ်ဆိုရင်မြန်တဲ့အတွက်ပြန်ဆုတ်ခဲ့ရတာထိခိုက်ဒေဆုံမှုကတော့များနိုင်နေအရှိအတွက်ကအတိအကျမသိရတာလို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းချက်မှာတာဝန်ရှိသူတအုပ်ကရှင်းပြပါရတယ်အဲ့လိုတိုက်ခိုက်ခံရပြီးရင်နောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လာ ပြီးမိနစ်30ခန့်အချိန်မှာအကြံဖတ်စစ်ကောင်စီတပ်က Jet Fighter နဲ့တိုက်ပွဲဖြစ်ပွားနေရကိုပုံကျဲတိုက်ခိုက်တာကြောင့်ဒါပြင်မြေပြင်မှာဝင်ရောက်လာတဲ့စစ်ကြောင်းကလည်းကြောက်ပြုတ်ကြီးရွာကိုဝင်ရောက်မိရှို့သွားကြောင်းသိရပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုတွေကိုငကနီပြောင်ကြားတပ်ဖွဲ့နဲ့မြင်းကြံမျိုးနဲ့မဟာမိတ်တများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။